အင်္ဂလန်အသင်းက Thomas Tuchel နဲ့ပထမဆုံး International Break ကိုစတင်သွားတော့မှဖြစ်ပြီးတော့ Thomas Tuchel အနေနဲ့လူရွေးချယ်မှုတွေပြုလုပ်ခဲ့တယ်။ Conservative Channel လို့မြင်တဲ့လူတွေရှိပြီးတော့ Southgate ရဲ့နီးလန်းကိုလိုက်နေရလို့ဝေဖန်နေကြပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ Thomas Tuchel ရဲ့လူရွေးချယ်မှုအကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ားလုံးပဲမင်္ဂလာပါစီသူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Thomas Tuchel အင်္ဂလန်အသင်းလူရွေးချယ်မှုနဲ့နိုင်ငံအသင်းတွေရဲ့လူရွေးချယ်မှုသဘာဝအကြောင်းပဲဖြစ်ပါတယ် Thomas Tuchel ဟာ conservative စံတဲ့လူရွေးချယ်မှုပြုတ်လုခဲ့တယ်လို့ဝေဖန်နေကြတယ်ဗောနောအထူးသဖြင့်ဒါ Kyle Walker Jordan Henderson စရှိတဲ့တကယ် လက်ရှိမှာခြေစွမ်းပြနေခြင်းမရှိတော့တဲ့ကစားသမားတွေရွေးချယ်လာလို့ဝေဖန်ခံနေရတယ်ပြီးတော့ဒီစောက်ကေးရဲ့အထိုင်နဲ့တူတယ်ဆိုပြီးတော့ဝေဖန်ခံနေရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအရေးပါတဲ့အယူအဆရှိတယ်အဲ့ဒါကတော့သောမတ်ဆုခေအတီအသင်းကိုအသက်အနေနဲ့ရောက်ရှိလာတာဖြစ်တယ်နိုင်ငံသားသားကစားနိုင်ငံသားသားနေပြလည်းဖြစ်တယ်အဲ့တော့သူ့အနေနဲ့ဒီ England culture ကိုချိန်ကြီးဖို့လိုအပ်တယ်အဲ့တော့ဒီအကြောင်းကို England အသင်းရဲ့ဒီ FA ရဲ့အရေးပါတဲ့ဒီပုံကိုတွေကပြောမှုတယ်ပေါ့နော်အဲ to Kalhadi culture စောက်ကိရဲ့ culture ကိုလက်ဆင့်ပြောင်းရှုနေတယ်ဆိုတဲ့အတိတ်ပဲမျိုးပြောခဲ့တယ်ဒါကြောင့်မလို့စောက်ကိရဲ့အထိုင်ကိုဒီအများကြီးတွေ့ရတယ်ဆိုတာဒီသဘောသဘာဝကြောင့်ဖြစ်တယ် Thomas Tuchel နောက်တစ်ချိန်မှာပြောင်းရင်ပြောင်းလိုက်မယ်ဒါပေမဲ့လက်ရှိအချိန်နေမှာတော့ဖြည်းဖြည်းချင်းသွားလိုတဲ့ပုံစံမျိုးကိုဒီဆောက်နေတယ်လို့ကျွန်တော်တို့သတ်မှတ်ရလိမ့်မယ်ပြီးတော့ဒါ Kyle Walker Jordan Henderson တို့ရဲ့အကြောင်းပေါ့နော်ဒီကစားသမားနှစ်ယောက်ကလက်ရှိအချိန်နေမှာအသက်လည်းကြီးရင်လာပြီးပြီးတော့အကောင်းဆုံးခြေစွမ်းနေမှာလည်းမရှိတော့ဘူးဒါပေမဲ့ဘောလုံးဟာ ဒီကွင်းထဲမှာ17ယောက်ကစားတယ်အဲ့17ယောက်ကစားတဲ့နေရာမှာဒီ2ယောက်ပါခြင်းမပါလိမ့်အဲ့တော့မပါဘဲနဲ့ထည့်လို့ရတယ်အဲ့အချိန်ကျရင်ဒီကွင်းပြင် influence ကအရေးကြီးသွားပြီးအဝယ်လဲခန့်ဥစားမှုတွေအရေးကြီးသွားပြီးအဲ့တော့ဒီနေရာတွေကဒီနေရာတွေမှာဒါ Jordan Henderson ရဲ့အရေးပါမှုပါဝင်လာတာဖြစ်တယ် Henderson ဟာဒါ Liverpool ရဲ့အသင်းကောင်းဆောင်အရေးပါတဲ့ပြရုပ်ဖြစ်ခဲ့တယ်ပြီးတော့ဒီ2010နဲ့20ကြာကာလမှာဆိုရင် Premier League မှာပွဲအများဆုံးကစားခဲ့တဲ့ကစားသမားဖြစ်တယ်အဲ့တော့ Henderson နဲ့ ဒီခစ်ပြိုင်နေပေါ့နော် well share တို့ cleverly တို့အစရှိတဲ့ကစားသမားတွေရပျောက်ွယ်သွားတဲ့ချိန်မှာ henderson ကအခုချိန်အထိမမမမရက်တည်ပြီးတော့အကောင်းဆုံး level မှာပြတာခဲ့တဲ့ကစားသမားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ခြေစွမ်းတွေတော့အခုမရှိတော့ပါဘူးဒါပေမဲ့ henderson မှာရှိနေတဲ့ခြေစွမ်းကတော့ leadership ဖြစ်တယ်ဒီအဝယ်လဲကံကိုပို့ပြီးအစေးကံအောင်ကူညီပေးဖို့ရှိနေတယ်ဒါဟာ thomas zuke အတွက်အလွန်ရှိပါတယ်ဘာလို့လဲဆိုတော့ तू ဟာဒီအသင်းအသက်အဲ့တော့ तू ဒီအသင်းမှာ तू စုဝဲတာကစားသမားတွေမှာ तू စိတ်ကြိုက်ကစားသမားရှိတယ် သူစံသက်ခြင်းတဲ့ကစားသမားကြီးရှိတယ်။ပြီးတော့လူငယ်ကစားသမားကြီးရှိတယ်။အစရှိတဲ့ပြင်အုပ်စုအမျိုးမျိုးကွဲနေတယ်။နိုင်ငံအသင်းတွေမှာဒါထုံးစံပဲပေါ့နော်။ကလပ်အသင်းတွေလိုမျိုးတစုတစည်းတည်းမရှိနေဘူး။ဟိုတစုဒီတစုဒါတောင်းရလာတယ်၊မြောက်ကလာတယ်၊ရှေ့ရလာတယ်၊နောက်ကလာတယ်။ဒီကစားသမားတွေကိုပေါင်းဆက်ထားတာဖြစ်တယ်။အဲ့တော့အဲ့လိုပေါင်းဆက်မှုမှာအဲ့ဒီပေါင်းဆက်ထားတဲ့အစုအဝေးကိုဥဆောင်မဲ့ဒီ leader ကစားသမားတွေလိုအပ်တယ်ပေါ့နော်။အဲ့တော့ဒီအသင်းမှာဆိုရင်အများကြီးရှိနေတာတွေ့ရအောင်ကျွန်တော်တို့ hurricane ပါမယ်ပြီးတော့ jordan pickford ဒီကစားသမားတွေရှိတယ်၊ duckland rice ပါမယ်။ အပယ်လင်ဟန်ကိုအနေငယ်ထက်သွင်းလို့ရမယ်ဒီလောက်ပဲပါပြီးတော့ကျွန်တဲ့ကစားသမားတွေကနိုင်ငံအသင်းနဲ့အများအမ်းဒီထိတွေ့နေတဲ့ကစားသမားတွေမဟုတ်ဘူးပေါ့နော်အဲသူတလူငါတမင်းပုံစံမျိုးရှိနေတယ်အဲ့တော့ဒီလိုအခြေအနေအတွက်ဒါအနစနုဝါခါရုကအကောင်းဆုံးကူညီပေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ idea အကြောင်း Thomas Tuchel အနေနဲ့ခေါ်လာရလို့ကျွန်တော်ကတော့ယူဆတယ်ခြေစွမ်းပိုင်းနဲ့သက်ဆိုင်ခြင်းမရှိဘူးအရှာအလုံးကခြေစွမ်းပိုင်းဖြစ်နေတာမဟုတ်ဘူးနိုင်ငံအသင်းကိုကင်တွယ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားရတဲ့အချက်တွေအများကြီးရှိတယ်ဗောနော်အဲ့ဒီအချက်တွေမှာဒီဟာကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးတော့ဒီလူရွေးချယ်မှုနဲ့ပတ်သက်လာရင်အများရန်အမ်စဉ်းစားရတဲ့အချက်ရှိတယ်ဗောနော်အဲ့ဒါကတော့ဘာလဲဆိုတော့အကောင်းဆုံးကစားသမားကိုပဲရွေးရမယ်ဆိုတဲ့ပုံစံမျိုးဗောနော်အခုဒါအင်္ဂလန်အသင်းရဲ့ဒါလူစင်းမှာဆိုရင်ကွင်းလင်းမှာဆိုဒါမက်ဒီဆင်လိုကစားသမားမျိုးမပါဘူးဗောနော်အဲ့တော့မက်ဒီဆင်ကခြေစွမ်းတကယ်ကောင်းတဲ့ကစားသမားပါဒါအားလုံးလည်းလက်ခံကြ creativity မြင့်ပြီးတော့ goal production များတဲ့ကစားသမားဒါပေမဲ့ medicine ဘလောက်ကောင်းကောင်း ော်မတ်တူခယ်ရဲ့စနစ်မှာမက်ဒီဆင်သုံးမဲ့နေရမလိုအပ်ဘူးဆိုရင်မက်ဒီဆင်ကိုခေါ်ကြမှာမရှိဘူးပေါ့နော်။အော်ဒါကနိုင်ငံအသင်းလူရွေးချယ်မှုရဲ့သဘောတဘာဝါဖြစ်တယ်။အဲ့တော့တခြားသောနေရာတွေလည်းအတူတူပဲပေါ့။ Oliver Kings လို့စားသမားမျိုးပေါ့။ Oliver Kings နဲ့ Solanke တရားဒီမှာ Solanke အရင်မကောင်းဘူး။ Oliver Kings တကယ်အရင်မနစ်ကတော့မကောင်းပါနဲ့။သူကလည်းသူတော့ level တစ်ခုပိုမြင့်နေတယ်။ဒါပေမဲ့ Wakings ကိုခေါ်ရယ်။ခေါ်မခေါ်ဘူး Solanke ကိုခေါ်မယ်။ဘာဖြစ်လို့လဲ။ နီးပြဆိုလန်ကီကိုလိုလို့အသက်မှတ်ထားလို့ပေါ့နော်အဲ့တော့ခြေစွမ်းကောင်းတဲ့လူတွေကိုပဲခေါ်ပြီးတော့ကန်ရမယ်ဆိုတဲ့ဟာကတော်တော်လေးကိုလွဲမှားနေတဲ့အယူအဆဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နီးပြကသူ့စနစ်နဲ့ခိုင်းညီမဲ့လူကိုခေါ်မှာဒီပုံစံကိုဒါတော့မက်ဆူခဲကိုခဏထားလိုက်ဒီနီးပြတလျှောက်ဘယ်နီးပြပဲဖြစ်ဖြစ်အင်္ဂလန်နီးပြပဲဖြစ်ဖြစ်အီတလီနီးပြပဲဖြစ်ဖြစ်ပြင်သစ်နီးပြပဲဖြစ်ဖြစ်ကျွန်တော်တို့တပ်တန်းတလျှောက်မှာတွေ့နိုင်တယ်အီတလီဆိုရင်ဒီပုံစံနဲ့အရန်ကြော်ကြတာပေါ့ဒါ1994ကဘလားဆိုတာဘက်ကီယိုတော့မခေါ်ဘူးဆိုပြီးတော့ တဲ့အထိဒါအရီကိုဆက်ခီရဲ့အနေထားမျိုးရှိခဲ့တယ်တကယ်တော့ဒီနိုဘက်ကီကပို့ပြီးတော့အရေးပါတယ် rose မှာရှိခဲ့သေးတယ်ပေါ့နော်အဲ့လိုပဲဒါကိုသမားနေရာမှာဆိုရင်လေအဲ့တော့ဆိုဒါပက်ကလစ်ကာအာပက်ကလစ်ကာကိုအဓိကကိုသမားအနေနဲ့ခေါ်ခဲ့တာပေါ့နော်ဒါပေမဲ့အိမ်မှာထားခဲ့ကိုသမားကြီးရှိတယ်အဲ့ဒါကတော့ peruzi water zanger အပီရဒီ AC Milan Sebastian ကို Rossi ကိုပေါ့နော်ဒါကဘာထိတ်တန်းကိုသမားတွေအဲ့ထိတ်တန်းကိုသမားတွေကိုထားခဲ့တယ်ဒါ Lazio ရော Marquinhos ရဲ့ Niro ကိုခေါ်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲ Sakia သူ့ရဲ့ idea နဲ့ ကိုက်နိုင်မယ်လို့ဒါသူယူဆတယ်သူယူဆတဲ့ဟာကိုသူခေါ်ခဲ့တယ်ဒါအပြင်ဒါအီတလီခံဆေးရဲ့ကဏ္ဍဝင်နောက်ခံစာသမားဖြစ်တဲ့ပါဂိုမီပါဂိုမီကိုအိမ်မှာထားခဲ့တယ်အဲပြီးတော့ဒီအဲ့ဒီအချိန်မှာတောင်းမဲ့မီကတရရဲဖြစ်နေတဲ့ခရစ်စတန်ပန်နူချီအိမ်မှာထားခဲ့တယ်တကယ်အဖိုးကြီးတက်စော်တီကိုခေါ်လာတယ်အပြီးတော့ဒီဘန်နာရီဗိုတို့ရောဘတ်တိုမူစီတို့ဒီလိုကစားသမားတွေပေါ့နော်ရောဘတ်တိုမူစီဆိုတွင်တို့ကဘန်နာရီဗိုဆိုရင်ဒါဖာမာဒီလိုကစားသမားတွေပေါ့နော်ပြောမယ်ဆိုတာမန်ဆန်နဲ့ကစားသမားတွေကိုခေါ်တယ် ဲ့လိုပုံစံမျိုးတွေကျွန်တော်တို့အများကြီးတွေ့ရတယ်အကွင်းလယ်မှာဆိုရင်လည်းအဲ့ဒီရာသီမှာခြေစွမ်းပြတ်နေတဲ့ delivery ကိုမခေါ်မခေါ်ပဲထားခဲ့တယ်ဘိုက်စင်မှာဆိုရင်လည်းဒါမှန်းချီနီကိုမခေါ်ဘူးပြီးတော့ဒီခေါ်ခြေစွမ်းကောင်းနေတဲ့ Ravenelli ကိုမခေါ်ဘူးအဲ့အဲ့ဒီရာသီမှာခြေစွမ်းမပြတ်နေတဲ့ Casareggi လို့ကစားသမားမျိုးကိုခေါ်တယ် Casareggi ကောင်းတိုက်တာကောင်းတယ်အဲ့တော့အဲ့ဟာကိုအသုံးချခြင်းတဲ့ပုံစံမျိုးပေါ့နော် Casareggi ကိုခေါ်တယ်ပြီးတော့သူ့အနေနဲ့ဒါလူစားလဲမှုတွေမှာအာလူစားလူစားလဲတဲ့နေရာမှာသူအရင်ကြိုက်တဲ့ကစားသမားတွေခေါ်ခဲ့တယ်ပေါ့နော်အဲ့တော့ သူ့ rose နဲ့သူအကုန်လုံးကိုအဲ့လိုချိန်ကြည့်ပြီးခေါ်တာဖြစ်တယ်ပေါ့နော်ရောဘတ်တိုဘက်ကီယိုမန်ချီနီအကုန်လုံးထည့်ကစားမယ်လို့ဘောလုံးမလုံးလို့မရဘူးဘောလုံးမသူ့နီးပြီးခါနဲ့သူသွားတာဖြစ်တဲ့အတွက် regular sakhi အဲ့လိုမျိုးခေါ်ခဲ့တာမျိုးရှိတယ်ပေါ့နော်အဲ့ဒါအဲ့အီတလီကဒုတိယပဲရရဆိုရင်တော့နောက်နေကွာဗလားနောက်နေကွာဗလားမှဆိုရင်လဲဒါလီဗျာစကိုလာရီကဒါပြောမယ်ဆိုရင် လွေစော်ရိုးလိုတိုက်စင်မှုတွေခေါ်လာတယ်။သုံးတော့အများကြီးမသုံးပါဘူး။ဒါပေမဲ့လွေစော်ရိုးလိုတိုက်စင်မှုတွေခေါ်လာတယ်။အဲ့တော့ရိုမာရီယိုရွေးလို့ရတယ်။ရွေးမယ်လို့လည်းထင်ထားကြတယ်။တင်းစီလည်းထွက်ခဲ့ရိုမာရီယိုကိုမခေါ်ဘူး။အပြီးတော့ဒီဘိုင်မြူနစ်ကနာမည်ကျော်တိုက်စင်မှုဂျီယိုဗန်နီအယ်ဘာတို့အပြီးတော့ဒီဘိုဒီဘွားဂျမာဆင်တို့ဒီလိုကစားသမားတွေမခေါ်ဘူးပေါ့ထားခဲ့တယ်ပေါ့နော်။အဲ့တော့ဒါထုံးစံပဲဘာလို့ထားခဲ့လဲ။သူ့နီးမြူဟာလည်းမကိုက်ညီဘူး။သူ့ရဲ့အစုအဖွဲ့တွေမှာအံဝင်နိုင်ဘူး။သို့မဟုတ်သူ့ရဲ့အစုအဖွဲ့ရဲ့ဟန်ချက်ကိုပြက်စေနိုင်တယ်။ပြီးတော့တခြားသောမိကုံးတွေရှိလာစေနိုင်တယ်။အစားရှိတဲ့အချက်တွေကြောင့် ီကစားသမားတွေကိုမခေါ်ယူခြင်းဖြစ်တယ်။ကောင်းခြင်းမကောင်းခြင်းနဲ့ဘာမှမဆိုင်ဘူး။ဒီနီးပြတုံးမဲ့အသင်းနဲ့သူနဲ့ဟို connection မရှိနေခြင်းကြောင့်လားသူတို့ကိုထားခဲ့ခြင်းဖြစ်တယ်။ personal sense လားဆိုတော့မှန်တယ် personal sense ဒါပေမဲ့နီးပြဟာ ဒီအသင်းရဲ့အကြီးအကဲဖြစ်ပြီးတော့နီးပြရဲ့လမ်းကြောင်းနဲ့သွားမှာဖြစ်တဲ့အတော့အဲ့ဒီလမ်းကြောင်းနဲ့အဲ့ဒီဖက်နက်နဲ့မတော်မဲ့လူတွေကိုဒါထားရှိခဲ့ခြင်းဖြစ်တယ်အခုအင်္ဂလန်အသင်းနဲ့ပြန်ဆက်ရမယ်ဆိုရင်အင်္ဂလန်ကဒါစမ်းသပ်မှုတွေအများကြီးလုပ်ရမယ်အခြေအနေတူကယ်ကိုရန်ကလည်းစမ်းသပ်မှုတွေအရန်လုပ်လေရှိတယ်နီးပြ innovative လည်းအရန်ဖြစ်တယ်ကျွန်တော်နောက်ထပ်အပြောင်းအလဲတွေအများကြီးမြင်လာတာပေါ့ရှိတယ်ဒါအခုပထမဆုံး first experiment ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ပွဲတွေကလည်းခြောက်တာပါ Albania ရော Latvia ရောဆိုတော့ပွဲတွေခြောက်နေတော့အင်္ဂလန်ရဲ့စမ်းသပ်မှုတွေကျွန်တော်တို့မြင်ရလိမ့်မယ်အဲ့ဒီစမ်းသပ်မှုတွေအတော့ အခုလူတွေအခုလူတွေလည်းနောက်တစ်ခေါက်ကြရင်ပြန်ပါခြင်းမလည်းပြန်ပါလိုက်မယ်အဲ့တော့အဲ့စံသက်မှုတွေကိုပြုလုပ်နေတာဖြစ်တယ်ဒီပထမဦးဆုံးစံသက်တဲ့ကာလမှာတော့ဒီအသင်းကိုဥဆောင်မှုကောင်းကောင်းပေးမယ်ဒီကစားသမားတွေကြားတဲ့အစိတ်ကမှုကစားသမားတွေနဲ့နီးပြအဖွဲ့ဝင်တွေကြားတဲ့အစိတ်ကမှုကိုပေးမယ်အသင်းကောင်းဆောင်ကစားသမားတွေဖြစ်တဲ့ဝေါ်ကာတို့ဟန်ဒါဆန်တို့ကိုဒါခေါ်ယူလာခဲ့ခြင်းလည်းဖြစ်တယ် ဒါအင်္ဂလန်အသင်းနဲ့ဒီလက်ရှိ Thomas Tuchel ရဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုရင်မြင်ရတဲ့ဒါနိုင်ငံအသင်းတခြားအသင်းတွေရဲ့ perspective ကိုပါပေးတယ်မြင်ကွင်းလည်းဖြစ်နေပါတယ်။ဒီအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ။